သတင်းပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်းချန်နယ်မှာဒီကနေ့ April 10ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတင်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ခင်ဗျာပထမဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့တဘာဝဘေးကြုံတွေ့နေရခြင်းပြစ်တင်ဝေဖန်ခံရမှုအလွန်ဝမ်းနည်းလို့စစ်ကောင်စီထုတ်ပြန်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် တဘာဝဘေးနဲ့ကြုံတွေ့နေရချိန်မှာနိုင်ငံတချို့ရဲ့အကြောင်းထက်နေတဲ့ပြစ်တင်ဝေဖန်မှုတွေကိုဆက်လက်ရင်ဆိုင်နေရတာဟာလွန်စွာဝမ်းနည်းပွဲဖြစ်တယ်လို့စစ်ကောင်စီနိုင်ငံခြားရေးဌာနကထုတ်ပြန်လိုက်ပါတယ်။ဧပြီလ၄ရက်နေ့ကကျင်းပပြီးစီးသွားတဲ့ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ58ချိန်မြောက်ပုံမှန်အစည်းအဝေးမှာမြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ်နဲ့ကမ္ဘာနိုင်ငံတွေကစစ်ကောင်စီရဲ့ပြည်သူတွေအပေါ်အကြမ်းဖက်ဘုံကျဲပြစ်ခတ်တပ်ဖြတ်ဖမ်းဆီးမှုတွေနဲ့လူ့အခွင့်အရေးချိုးဖောက်မှုမျိုးစုံကိုထောက်ပြဝေဖန်ပြီး မြန်မာနိုင်ငံအပေါ်ဆုံးဖြတ်ချက်ချမှတ်ခဲ့တာနဲ့ပတ်သက်လို့စစ်ကောင်စီကတုံ့ပြန်လိုက်တာပါအခုချိန်မှာမြန်မာပြည်သူတွေအမှန်တကယ်လိုအပ်နေတာဟာကုညီဖိမမှုအကူအညီအပြုသဘောဆောင်တဲ့ထိတွေ့ဆောင်ရွက်မှုနဲ့တသားတည်းဖြစ်မှုတို့သာဖြစ်ပြီးဝန်တို့ဝန်ဖို့ဖြစ်စေတဲ့နိုင်ငံရေးသွတ်သွင်းတဲ့ဆုံးဖြတ်ချက်အစိုးကိုအလိုမရှိပါမြန်မာနိုင်ငံအနေနဲ့ဆယ်စုနှစ်သုံးခုကျော်ကြာပြီဖြစ်တဲ့အထူးစီရင်ခံစာတင်သွင်းသူလို့လက်တွေ့တံပိုးကင်းမဲ့ပြီးထိရောက်မှုမရှိတဲ့လုတ်ပိုင်ခွင့်တွေကိုအဆုံးသတ်ဖို့စစ်ကောင်စီကကုလသမဂ္ဂကိုတိုက်တွန်းလိုက်ပါတယ် အခုလိုတဘာဝဘေးကြောင့်အခက်အခဲကြုံတွေ့နေရတဲ့ကာလမှာမြတ်တလက်တွေ့ဆန်တဲ့ချင်းကပ်မှုနဲ့မြန်မာနိုင်ငံရဲ့တဘာဝဘေးတုံ့ပြန်ရေးကြိုးပမ်းဆောင်ရွက်ချက်တွေကိုကူညီပံ့ပိုးပေးဖို့နဲ့မြန်မာပြည်သူတွေနဲ့တသားတည်းရှိဖို့ကုလသမဂ္ဂကိုတိုက်တွန်းလိုက်ပါတယ်။ကုလသမဂ္ဂကိုမြန်မာပြည်သူတွေနဲ့တသားတည်းရှိဖို့စစ်ကောင်စီကတိုက်တွန်းနေပေမဲ့ငလင်ဘေးတင်ဒေတာတွေအပါအဝင်နိုင်ငံအနှံ့အပြားမှာအယက်သားပြည်သူလူထုကိုစစ်ကောင်စီတပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်စစ်ကြောင်းထိုးတာတွေမယက်မနာပြုတ်လုံနေပါတယ်။ ဒါအပြင်တေဆုံဒံရရသူပေါင်းတပေါင်းကျော်ရှိလာပြီးဖြစ်တဲ့အင်အားပြင်းငလင်နဲ့ပတ်သက်ပြီးနိုင်ငံတကာကုညီကေဇေးရေးအဖွဲ့တွေပရဟိတအဖွဲ့တွေနဲ့ပြည်သူတွေကအာတုံခွန်ဆိုင်ကုညီပေးနေကြပေမဲ့စစ်ကောင်စီနဲ့စစ်ကောင်စီတပ်တွေကအမျိုးစုံကန့်သက်တားဆီးမှုတွေလုပ်နေတယ်လို့တိတိယောက်ယောက်အကူအညီပေးတာတွေလည်းမတွေ့ရသေးပါဘူးစစ်ကောင်စီကတော့အဖွဲ့ဝင်43ယောက်ပါဝင်တဲ့အမျိုးသားတဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအနေနဲ့အရေးပေါ်တုံ့ပြန်မှုတွေနဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုဥဆောင်လုပ်နေတယ်လို့ထုတ်ပြန်ထားပါတယ် နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ဖလန်းမြို့မှာနောက်ဆုံးကြံတဲ့ခလာယ268ကိုချင်းညီအောင်တင်ပိုက်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ချင်းပြည်နယ်ဖလန်းမြို့မှာနောက်ဆုံးကြံနေတဲ့စစ်ကောင်စီရဲ့အမှတ်268ခြေလင်တရင် ခလာယ268တိုင်ရင်ကိုချင်းညီနောင်မဟာမိတ်တပ်များကတိမ့်ပိုက်နိုင်ခဲ့ပြီးဖြစ်ကြောင်းစစ်ရေးသတင်းရင်းမြစ်တချို့ကဧပြီ9ရက်နေ့မှာပြောဆိုလိုက်ပါတယ်။ချင်းညီနောင်စစ်စင်ရေးဖလန်းမျိုးတိမ့်တိုက်ပွဲနဲ့မင်းတပ်မျိုးတိမ့်တိုက်ပွဲကို2024ခုနှစ်နိုဝင်ဘာတတရအပတ်မှာဒပိုင်းနဲ့တက်ဆင်နွဲခဲ့ရမှာ2024ခုနှစ်ဒီဇင်ဘာ22ရက်နေ့မှာမင်းတပ်မျိုးကိုအပြီးသက်တိမ့်ပိုက်နိုင်ခဲ့ပြီးဖလန်းမှာလည်းခလာယ268တက်ကုန်းမှာအပအကြံနေရများကိုတိမ့်ပိုက်နိုင်ခဲ့ပါတယ်။ ကြံနေတဲ့ဖလန်တက်ကုံမကြရေးစစ်ကောင်စီကလေကြောင်းပစ်ကိုအပြင်းထန်ပြုတ်လုံနေတဲ့ကြားမှာဧပြီ9ရက်နေ့နနက်ပိုင်းမှာတိမ့်ပိုက်နိုင်ခြင်းဖြစ်ပါတယ်ဖလန်ရပါပြီအပြစ်ရကာလာထဲမှာအမှန်တကယ်အပြစ်မရပဲစည်ရေးပေါ်ဆောင်လာလို့ပူပေါင်းတက်တွေကလက်ဆက်တက်ပေးလိုက်ပြီးတော့စည်ရေးတရင်အရေးမြစ်ကပြောပါတယ်စစ်ကောင်စီကလေကြောင်းမှာအပြင်းထန်ဘုံကျဲတိုက်ခိုက်ခဲ့တဲ့ကြားမှာတော်လန်ရေးတပ်များကတိမ့်ပိုက်နိုင်ခြင်းဖြစ်ပါတယ်မြေပြင်စစ်ကောင်စီစစ်ကြောင်းများဟာစုတ်ခွာထွက်ပြေးသွားပြီလို့လည်းသိရပါတယ် ခလာယာ၂၆အပါဝင်ဖလန်မျိုးအပြည့်အသက်တိမ့်ပိုက်ရရှိမှုနဲ့ပတ်သက်ပြီးချင်းညီနောင်အဖွဲ့ဝင်တက်မှုအချုပ်ဖလန်စစ်စင်ရေးပြောရေးဆိုခွင့်ရှိသူနဲ့ချင်းညီနောင်စစ်ရေးကော်မတီဥက္ကဋ္ဌတို့ကိုဧပြီလ9ရက်နေ့ကတည်းကမေးမြန်းထားရမှာချင်းညီနောင်ကထုတ်ပြန်ပေးသွားရန်ရှိတယ်လို့သာပြောပါတယ်။လုံခြုံရေးအရရှင်းလင်းရေးများလှုပ်ဆောင်ရန်လိုအပ်နေကြောင်းချင်းညီနောင်တာဝန်ရှိသူတို့ကပြောဆိုပါတယ်။စစ်ရေးကော်မတီဥက္ကဋ္ဌစလိုင်းထန်ချွန်းဖေကလည်းဖလန်စစ်စင်ရေးနဲ့ပတ်သက်ပြီးပြောရေးဆိုခွင့်ရှိသူစလိုင်းတီမီထံမေးမြန်းရန်ပြောပါတယ်။ စလိုင်းတီမီကလည်းဖလန်စီရဲ့အခြေအနေပေါ်ပြ၍မရသေးဘဲထုတ်ပြန်ပေးသွားမှာဖြစ်ကြောင်းဧပြီ9ရက်နေ့နေ့လယ်ပိုင်းကပြောကြားလိုက်ပါတယ်။ဖလန်မျိုးတင်တိုက်ပွဲကို2024ခုနှစ်နိုဝင်ဘာ9ရက်နေ့ကစပြီးချင်းညီနောင်နဲ့ပူပေါင်းတပ်ဖွဲ့ဝင်များကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။မျိုးတင်တိုက်ပွဲအတွင်းမှာပူပေါင်းတပ်ဖွဲ့များဘက်မှလည်းထိခိုက်ကြဆုံးမှုများလည်းရှိခဲ့ပါတယ်။ကြဆုံးသွားတဲ့သူရဲကောင်းလေးတွေဖလန်မျိုးကိုကောင်းငင်ဘော်ကနေပြီးကြည်ပြီးကျေနပ်နေကြပါစေလို့ဖလန်မျိုးခံတို့ကလူမှုကွန်ရက်မှာရေးတင်ထားပါတယ်။ ဖလမ်မျိုးဟာချင်းမြောက်မှာစစ်ကောင်စီတပ်ရင်းစကန်ကိုပထမဆုံးတိုက်ခိုက်တဲ့တိုက်ပွဲဖြစ်တဲ့အတွက်စိန်ခေါ်မှုများစွာရှိခဲ့တယ်လို့ဖလမ်တိုက်ပွဲမှာပါဝင်ဆင်နွှဲနေတဲ့ချင်းညီနောင်အဖွဲ့ဝင် CNO CNDF အထူးထူးအတွင်းရေးမှူး Slime William က match လ22ရက်နေ့မှာပြောခဲ့ပါတယ်။ချင်းပြည်နယ်ရဲ့မြောက်ပိုင်းမှာတပ်ရင်းအဆင့်ရှိတဲ့စကန်ပထမဆုံးသိမ်းပိုက်နိုင်ဖို့ကြိုးစားဆောင်ရွက်တဲ့နေရာမှာအားလုံးပါဝင်ပေးကြပါ။ဒီဟာအောင်မြင်သွားရင်တိတိမ်မြို့သိမ်းတိုက်ပွဲလဲလွယ်ကူသွားမယ်။ဟာခါတန်တလန်လဲလွယ်ကူသွားမှာဖြစ်တယ်ဆိုတော့ အဲ့ဒါကိုစက္ကဆလည်းသိတဲ့အတွက်ကြောင့်တောက်လျှောက်ကိုပီအားပေးပြီးလေချောင်းကနေထိုးနေတာလည်းဖြစ်တယ်။နိုင်ဖို့လည်းနီးကပ်နေပါပြီလို့ Slime William ချင်းကမတ်လနောက်ဆုံးအပတ်မှာပြုတ်လုခဲ့တဲ့ချင်းညီနောင်ရဲ့ရန်ပုံငွေရှာဖွေရေးခန်းနာမှာပြောခဲ့ပါတယ်။ချင်းညီနောင်ကဖလန်းကိုတိမ့်ပိုက်နိုင်ပြီဖြစ်ပြီးချင်းညီနောင်ထိမ့်ချုပ်ထားတဲ့မျိုးပေါင်း9မျိုးရှိလာပြီဖြစ်ပါတယ်။ဖလန်းမျိုးမတိုင်ခင်ကမင်းတက်ကံပတ်လက်မတူပီနဲ့ကျင်တွင်းမျိုးတွေကိုချင်းညီနောင်မဟာမိတ်တပ်များကတိမ့်ပိုက်ထားခြင်းဖြစ်ပါတယ်။ချင်းညီနောင်ဟာရခိုင်တပ်တော် AA နဲ့မဟာမိတ်ပြုတ်လုထားပြီး စစ်စင်ရေးများအတွင်းရော့တေတာနဲ့အညာမပြည်သူကာကွယ်ရေးတပ် PDF များလည်းပါဝင်ဆင်နွှဲခဲ့ကြတာကိုတွေ့ရှိရပါတယ်။ငါးလခန့်ကြာမြင့်ခဲ့တဲ့ဖလန်စစ်စင်ရေးအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်များစွာကိုစစ်တုံပန်းဖြစ်ဖမ်းမိထားတဲ့ကဲ့သို့စစ်ကောင်စီတပ်ရဲ့လက်နက်ခဲယမ်းများကိုလည်းချင်းညီနာမဟာမိတ်တပ်များကသိမ်းပိုက်ရရှိထားပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်တရင်ကတော့စစ်တပ်ကလွှဲရင် KNA, TNLA, AA နဲ့ KNDF, KNPP တို့ပြစ်ခတ်တိုက်ခိုက်မှုရစဲခြင်းမရှိဘဲတိုက်ခိုက်မှုများဆက်လုပ်နေတယ်လို့အကြံဖတ်ဇော်မင်းထွန်းဆက်ပြောပြန်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ စစ်တပ်ကလွှဲရင် KIA, TNLA, AA နဲ့ KNDF, KNPP တို့အနေနဲ့ပြစ်ခတ်တိုက်ခိုက်မှုရပ်ဆဲခြင်းမရှိဘဲတိုက်ခိုက်မှုတွေဆက်လုပ်နေတယ်လို့စစ်ကောင်စီပြောခွင့်ရအကြံဖတ်ဇော်မင်းထွန်းကဆက်လက်ပြောဆိုနေပြန်ပါတယ်။စစ်တပ်အနေနဲ့ငလင်တန်ကူညီရေးနဲ့ကေဆယ်ရေးအတွက် April 9ရက်နေ့ကနေ April 22ရက်နေ့ထိရက်20ကြာပြည့်ရထားပေမဲ့တိုင်းရင်းသားအဖွဲ့တွေအနေနဲ့တိုက်ခိုက်မှုတွေကိုဆက်လုပ်နေတယ်လို့ဇော်မင်းထွန်းကဆိုပါတယ်။ ဒါပေမဲ့လက်တွေမှာအပြစ်ရဲ့ကြီးညာပြီးလေရင်နဲ့ဘုံကျဲတာစစ်ကြောင်းထိုးတာလက်နက်ကြီးတွေနဲ့ပစ်ခတ်တာဒရုန်းနဲ့ဘုံကျဲတာပြည်သူတွေကိုပစ်ခတ်ဖမ်းဆီးတပ်ဖြတ်တာတွေကိုအပြစ်ရဲ့ကြီးညာပြီးစစ်တပ်ကစတင်လှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ NUG အပါအဝင်တော်လိုင်းတပ်ဖွဲ့တွေကတရားဝင်သတင်းထုတ်ပြန်ပြောဆိုထားပါတယ်။အကြံဖတ်စော်မင်းထွန်းကတော့ April 6ရက်နေ့မှာ KIA TNL AA နဲ့ KNDF KNPP အနေနဲ့စစ်တပ်စခန်းတွေနဲ့စစ်ကောင်စီတပ်တွေကိုဆက်လက်တိုက်ခိုက်နေပြီးအပြစ်ရဲ့ကြီးညာချက်ကိုဆက်လက်ချိုးဖောက်နေတယ်လို့စစ်ဆွဲထားပါတယ်။6ရက်နေ့ KIA အနေနဲ့ ဗမော်မှာရှိတဲ့တက်မတော်ဌာနချုပ်တွေကို82မမစိန်ပြောင်းတဲ့အဝေးကနေပြစ်ခတ်မှုကိုည7နာရီခွဲခန့်မှာပြုလုပ်ခဲ့ပါတယ်။ TNL အဖွဲ့အနေနဲ့လည်းတောင်ခန်းဒေသမှာမနေ့ကနေ့လယ်12နာရီခွဲကြော်ကြော်လောက်မှာထိတွေ့မှုဖြစ်ပွားခဲ့ပါတယ်။ KNDF KNPP အနေနဲ့ဘောလခဲမှာရှိတဲ့ဘောလခဲတစ်တော်ရုံနီးလုံခြုံရေးယူနေတဲ့အဖွဲ့ကိုမနေ့ April 6ရက်နေ့မနက်7နာရီခွဲလောက်မှာပြစ်ခတ်ခဲ့တာကိုတွေ့ရပါတယ်။ AA အနေနဲ့ကွာမြို့မှာလုံခြုံရေးယူနေတဲ့စစ်ရေရင်တစည်းကိုအဝေးကနေပြစ်ခတ်ခဲ့ပါတယ်။ ကြောက်ဖြူမှာလုံခြုံရေးယူနေတဲ့စကန်ကိုအဝေးကနေပြစ်ခတ်ခဲ့ကြောင်းတွေ့ရပါတယ်လို့အကြံဖတ်စွန်မင်းထွန်းကပြောဆိုပြန်ပါတယ်။လက်တလောရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်အနီးတစ်ဝိုက်မှာစစ်ကောင်စီနဲ့အာရခတ်တပ်တော် AA တို့နေတိုင်းနေပါတိုက်ပွဲဖြစ်ပွားနေတယ်လို့ဒေသခံတွေစီကနေသိရပါတယ်။အာရခတ်တပ်တော်ကိုစစ်ကောင်စီတပ်တွေကထိုးစစ်ဆင်တိုက်ခိုက်လာတဲ့အတွက်နှစ်ဖက်တိုက်ပွဲပြင်းထန်ဖြစ်နေတယ်လို့ကြောက်ဖြူဒေသခံတွေကပြောပါတယ်။ စစ်ကောင်စီနဲ့အာရခတက်တော် AE တို့ဟာငလင်ကေစည်းလုပ်ငန်းတွေကြောင့်ထိုးစစ်ဆင်တိုက်ခိုက်ထားတော်ရီရန်နာမဲလို့နှစ်ဖက်စလုံးကဧပြီလပထမပတ်မှာထုတ်ပြန်ထားကြပါတယ်။ဒါပေမဲ့အာရခတက်တော် AE ကစစ်ကောင်စီတပ်ရင်းတွေတပ်ဖွဲ့တွေအနေနဲ့ထိုးစစ်ဆင်တိုက်ခိုက်လာရင်တော့ခုခံစစ်အနေနဲ့ပြန်လည်တိုက်ခိုက်သွားမယ်လို့ထုတ်ပြန်ထားတာရှိပါတယ်။ကြောက်ဖြူမျိုးကစစ်ကောင်စီရဲ့အမှတ်30နှစ်ရေးတက်ရင်အနီးတစ်ဝိုက်နဲ့ဒညာဝရီရေးတက်တစ်ပုတ်တောင်ကျေးရွာအနီးတစ်ဝိုက်မှာတိုက်ပွဲဖြစ်နေကြတယ်လို့ကြောက်ဖြူဒေသခံပြည်သူကပြောဆိုပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မောင်တောမြောက်ပိုင်းမှာရှိရဲအတွင် ARSC ဥယျ40ကျော် AA ရှင်းလင်းနိုင်ခဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရခိုင်ပြည်မောင်တောမြို့နယ်မြောက်ပိုင်းမှာရှိရဲအတွင် ARSC အကြံဖက်အဖွဲ့ဝင်40ကျော်ကို RK တက်တော် AA ကရှင်းလင်းနိုင်ခဲ့ပြီး30ကျော်ကိုဖမ်းဆီးရမိထားကြောင်းသတင်းအရင်းမြစ်ထံမှသိရပါတယ်။ April 1ရက်နေ့မှာ April 10ရက်နေ့ထိ ARSC အဖွဲ့ဝင်40ကျော်ကိုရှင်းလင်းနိုင်ခဲ့ပြီး30ကျော်ကိုလက်နက်ခဲယမ်းများနဲ့အတူဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်တယ်လို့သတင်းအရင်းမြစ်တအုပ်ကပြောပါတယ်။ မောင်တုံးမြို့နယ်မြောက်ပိုင်းက ARS အကြံဖက်အဖွဲ့ကို A ဘက်က April 1ရက်နေ့ကစပြီးရှင်းလင်းရေးပြုလုပ်နေခဲ့တာဒီနေ့အထိနေရာအစုံက ARS အကြံဖက်တပ်ဖွဲ့ဝင်စုစုပေါင်း40ကျော်ရှင်းလင်းနိုင်ခဲ့ကြတယ် ARS 30ကျော်ကိုလက်နက်တွေနဲ့အတူဖမ်းဆီးနိုင်ခဲ့တယ်လို့သိရတယ်လို့ပြောကြပါတယ် April 4ရက်နေ့နေ့လယ်ကလည်းမောင်တုံးမြို့နယ်လဘာဝရွာပြတ်အနီး ARS အဖွဲ့ဝင်တချို့ကို AA ကထိတွေ့ရှင်းလင်းရမှာ ARS အကြံဖက်တမတအုပ်ကိုတနက်နက်လက်နက်ခင်းရင်အချို့နဲ့အတူအသေးဖမ်းမိခဲ့တယ်လို့သိရပါတယ်မောင်တုံးမြို့နယ်မြောက်ပိုင်းမှာ ARSA အကြမ်းဖက်အဖွဲ့ကခက်စိတ်စိတ်လှုပ်ရှားလာနေပြီးအပြစ်မဲ့အရက်သားပြည်သူများပါဝင် AA တပ်ဖွဲ့ဝင်များကိုခြုံခိုတိုက်ခိုက်လာနေခြင်းကြောင့် AA ကယခုလိုလိုက်လံရှင်းလင်းရေးလုပ်နေရခြင်းဖြစ်တယ်လို့သိရပါတယ်။ယခုကဲ့သို့ရှင်းလင်းနေမှုကို AA ဘက်ကသတင်းထုတ်ပြန်ထားခြင်းယနေ့အထိတော့မရှိသေးကြောင်းသိရပါတယ်။မောင်တော်မြို့နယ်မြောက်ပိုင်းချန်ပီယံရခိုင်ကျေးရွာမှနွားပြောက်လိုက်ရှာတဲ့အသက်40ကျော်အရွယ် UA ထွန်းမှာဧပြီလ2ရက်နေ့ညနေပိုင်းမှာယနေ့ဧပြီလ10ရက်နေ့ထိအိမ်ပြန်ရောက်မလာတော့ပဲပျောက်ဆုံးလျက်ရှိကြောင်းရွာကန်များထံမှသိရပါတယ်။ ထို့သူမောင်တော်မြို့နယ်တောင်ပိုင်းကိုင်းကြီးမြို့ရွာမှာအသက်68နှစ်အရွယ်တက်ကြီးပိုင်းအမျိုးသားတစ်ဦးဖြစ်တဲ့ဦးမောင်လစိန်ဟာလဲမတ်လ30ရက်နေ့လယ်2နာရီအချိန်ခန့်မှာကိုင်းကြီးမြို့ရွာရဲ့အရှိတ်မယူတောင်ချီရင်းကိုဟင်းရှာသွားရမှာပျောက်ဆုံးသွားခဲ့ရာယနေ့အထိအရှာမတွေ့သေးကြောင်းဒေသခံများကပြောဆိုပါတယ်။သူတို့နှစ်ဦးကို ARS ကတပ်ဖြတ်လိုက်ပြီလို့လဲဒေသခံများကြားသတင်းထွက်ပေါ်နေပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့အိန္ဒိယနိုင်ငံသားများစစ်ကောင်စီရဲ့ခွင့်ပြုချက်မရှိဘဲမြန်မာမီဒီယာများကိုသတင်းမပို့ရန်အိန္ဒိယတန်ယုံတိုက်တွန်းဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ိန္ဒိယနိုင်ငံသားများအနေနဲ့စစ်ကောင်စီရဲ့ခွင့်ပြုချက်မရှိဘဲမြန်မာနိုင်ငံမှာရှိတဲ့သတင်းမီဒီယာတွေကိုသတင်းပေးပို့ခြင်းကိုရှောင်ကျဉ်သင့်ကြောင်းယမန်နေ့ဧပြီလ9ရက်နေ့မှာမြန်မာနိုင်ငံဆိုင်ရာအိန္ဒိယတန်ယုံကထုတ်ပြန်ခဲ့ပါတယ်။မြန်မာနိုင်ငံမှာကေဇေးလိုအပ်လာပေးသူအိန္ဒိယနိုင်ငံသားတို့ဟာလွန်ခဲ့တဲ့9ရက်ခန့်ကစစ်ကောင်စီရဲ့ကေဇေးလုပ်ငန်းစဉ်များကင်တွယ်ပုံကိုဝေဖန်ရေးသားကလူမှုကွန်ရက်ပေါ်မှာတင်ခဲ့တဲ့အတွက်၎င်းကိုကြီးညွန်းကအိန္ဒိယတန်ယုံအနေနဲ့ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။အဆိုပါအိန္ဒိယနိုင်ငံသားကေဇေးသမား၎င်းအနေနဲ့မြန်မာနိုင်ငံမှထွက်ခွာရမည်ဖြစ်ကြောင်းစစ်ကောင်စီရဲ့တနက်ပြောင်းဝရှေ့မှာအကူအညီမဲ့နေကြောင်း လူသေးဆုံးမှုများတဲ့ဇကိုင်းကိုတွားခြင်းပေမဲ့လဲတွားခွင့်မရကြောင်းတိုင်းပြည်အတွက်အဆိုးဆုံးအချိန်မှာစစ်တပ်အနေနဲ့လူသားဆန်မှုနဲ့စာနာမှုရှိတဲ့ကြောင်းစသဖြင့်ရည်သားခဲ့ခြင်းဖြစ်ပါတယ်အဲ့ဒီလိုဝေဖန်ပြောဆိုတဲ့အကြောင်းအရာမှာ၎င်းအိန္ဒိယနိုင်ငံသားတဦးရဲ့ပုဂ္ဂလိကအမည်ဖြစ်ပြီးအိန္ဒိယအစိုးရနဲ့မသက်ဆိုင်ကြောင်းတန်ယုံကထပ်မံပြောဆိုထားပါတယ်။တန်ယုံရဲ့အဲ့ဒီလိုထုတ်ပြန်မှုနဲ့ပတ်သက်၍လည်းအဆိုပါအိန္ဒိယနိုင်ငံသားက၎င်းအနေနဲ့မြန်မာအစိုးရအပါအဝင်မြန်မာနိုင်ငံသားအားလုံးကိုလေးစားကြောင်း ၎င်းအနေနဲ့ငလင်ဒေတာကိုရောက်ရှိခြင်းမှာမိသည့်အဖွဲ့အစည်းရဲ့ကိုစားပြုမှုမှမဟုတ်ပဲလူသားတအူးအနေနဲ့သာရောက်ရှိကြောင်းနဲ့၎င်းရဲ့အစိုးရအပေါ်မကောင်းသည့်မှတ်ချက်များမပြုကြရန်တောင်းပန်ကြောင်းစသဖြင့်၎င်းရဲ့လူမှုကွန်ရက်စာမျက်နှာမှာပြန်လည်မှတ်ချက်ပြုပြောဆိုခဲ့ပါတယ်။အဆိုပါအိန္ဒိယကေဇေးသမားမှာ YouTuber တအူးဖြစ်ပြီးလူအများအာရုံစုဆိုင်မှုရရန်မြန်မာနိုင်ငံကိုလာခြင်းဖြစ်ကြောင်း၎င်းရဲ့လူမှုကွန်ရက်မှာတင်ခဲ့တဲ့ post ကြောင့်အိန္ဒိယနိုင်ငံရဲ့ဂုဏ်သိက္ခာကိုထိခိုက်ကြောင်းစသဖြင့်ရေးသားထားတဲ့တိုင်ကြားစာကိုပြည်သူတအူးက အိန္ဒိယတန်ယုံကိုပေးပို့ခဲ့တယ်လို့စစ်ကောင်စီလက်ဝေခံမီဒီယာများမှာဖော်ပြထားပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့လာရှိုမြို့ပေါ်ကနေစုတ်ခွာဖို့ရှိနေတဲ့ MNDAA ကတစ်တုံညာနစ်ကွန်စစ်စင်ရေးကြဆုံရဲဘော်တွေအောက်မေ့ပွဲအခမ်းအနားနဲ့စစ်အတွင်းထိခိုက်ခဲ့တဲ့လာရှိုနေအိမ်တွေရော်ကြီးပေးတာတွေဇက်တိုက်လုံနေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လာရှိုမြို့ပေါ်ကနေစုတ်ခွာဖို့ရှိနေတဲ့ MNDAA က တစ်တုံညာနှစ်ခွန်စစ်စင်ရေးကြဆုံးရေးပေါ်တွင်အောက်မေ့ပွဲအခမ်းအနားနဲ့စစ်အတွင်းထိခိုက်ခဲ့တဲ့လာရှိုးနေအိမ်တွေရော်ကြီးပေးတာတွေဆက်တိုက်လှုပ်ဆောင်နေပါတယ်။ဧပြီလ9ရက်နေ့မှာတစ်တုံညာနှစ်ခွန်စစ်စင်ရေးအတွင်းကြဆုံးသွားခဲ့တဲ့သူရဲကောင်းရေးပေါ်တွေအတွက်အောက်မေ့ပွဲအခမ်းအနားကိုဧပြီလ9ရက်နေ့ရန်လုံကျိုင်းသူရဲကောင်းဗိမာန်မှာပြုလုပ်ခဲ့ပါတယ်။အဲ့ဒီအခမ်းအနားကိုလူမြင်ကွင်းကနေပျောက်ကွယ်နေတဲ့ MNDAA ကိုကန့်တက်ခေါင်းဆောင်ဖုန်တာရွှင်တက်ရောက်ခဲ့ပြီးလွမ်းသူပန်းခွေချတာလေးပြူတာတွေလုပ်ခဲ့ပါတယ်။ ဒါပြင်တစ်တုံညာနှစ်ကုန်စစ်စင်ရေးကာလမှာပျက်စီးသွားတဲ့နေအိမ်တွေကိုကိုကန့်တဲ့ MNDA ကတအိမ်လင်ကျက်သိန်း90ထောက်ပံ့ပေးခဲ့တယ်လို့လာရှိုးမျိုးပြန်လည်ထူထောင်ရေးအဖွဲ့ကထုတ်ပြန်ပါတယ်။တိုက်ပွဲကာလမှာပျက်စီးခဲ့တဲ့နေအိမ်တွေအတွက် MNDA ရဲ့အထူးဒေသတစ်လာရှိုး area စစ်အုပ်ချုပ်ရေးကော်မတီကထောက်ပံ့ငွေကျက်သိန်းပေါင်း1000ကျော်ပေးအပ်ခဲ့တယ်လို့လည်းဆိုပါတယ်။တစ်တုံညာနှစ်ကုန်စစ်စင်ရေးကာလမှာပျက်စီးသွားတဲ့နေအိမ်ပေါင်း300ခုအတွက်ကျက်သိန်းပေါင်း15450ကိုထောက်ပံ့ပေးအပ်မှာဖြစ်တယ်လို့သိရပါတယ်။ နေအိမ်ပျက်စီးမှုအများပြားရှိခဲ့ပေမဲ့လည်းအလုံးစုံပျက်စီးသွားတဲ့နေအိမ်တွေကိုထောက်ပံ့ကြေးပေးအပ်မှာဖြစ်တယ်လို့ MNDA တာဝန်ရှိသူတွေကပြောဆိုပါတယ်။နေအိမ်မူလပိုင်ရှင်တွေကိုတအိမ်တောင်လင်ကျပ်350ထောက်ပံ့ကြေးပေးမှာဖြစ်ပြီးထောက်ပံ့ကြေးပေးမဲ့စည်ရင်းမှာပါဝင်ပြီးအဝေးရောက်နေသူဖြစ်ပါကသက်ဆိုင်ရာအုပ်ချုပ်ရေးယုံမှာအုပ်ချုပ်ရေးမှုနေမြေမှုတွေထောက်ကန်ချက်နဲ့လာရောက်ထုတ်ယူနိုင်တယ်လို့ဆိုပါတယ်။အခုပေးအပ်တဲ့ငွေကျပ်350မှာပမာဏမများတော့လဲအိမ်တောင်တစုအတွက်ယာယီလုံလောက်နိုင်မယ်လို့ယူဆတယ်လို့လဲ MNDA တာဝန်ရှိသူတွေကဆိုပါတယ်။ ဟုတ်ကဲ့ပါခင်ဗျာအခုလိုအဆုံးထိနားဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရစေနောက်ထပ်ပြည်ရင်းပြပသတင်းတော်လန်ရေးဘတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လင်းချမ်းမြေကြပါစေခင်ဗျာ